ကျွန်တော်တို့ချူကင်းတွေကိုကြည်ရင်နဲ့တက်တော့ဗောဗျာနော်ခုနတက်လာတာနည်းနည်းမောတော့တယ်ဗျာနော်ဒါပေမဲ့ဒီပေါ်မှာရောက်လာပြန်တော့လေလေတွေတိုက်တော့လေတော်တော်လေးကိုသိစင်လန်းတာတယ်ဗျာဒီပေါ်မှာရောက်လာတော့ကဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်မိတ်ဆွေတွေကိုလူလူမလာတဲ့ဇေဒီတနေရာနဲ့ခေါ်တော့ဘူးမှာဖြစ်ပါတယ်ဒီဇေဒီဟာဆိုရင်ဆိုင်ကယ်လည်းတက်လို့မရဗောဗျာနော်ဆိုင်ကယ်ကတော့တစ်ဝက်ပဲတက်လို့ရတယ်ဗျာကျွန်တော်တို့ဒီလိုမျိုး ကြောက်တုံကြောက်ခဲကြောက်ကြောက်တုံရမ်းမှာလမ်းလျှောက်ပြီးတော့တက်သွားရမှာပေါ့ဗျာနော်ကဲဒီတောင်ပေါ်စီတီကိုကျွန်တော်နဲ့သူလက်ကူးကြပေါ့ဗျာနော်ကဲဒါတော့တောင်ပေါ်ရေလမ်းရဲ့အချင်းနေလေးပေါ့ဗျာနော်ကျွန်တော်တို့အဲ့လိုမျိုးလမ်းလျှောက်ပြရမှာဖြစ်ပါတယ်ဗျာနော်ခုချိန်မှာဆိုရင်ဒီတောင်ပေါ်မှာလူတွေလည်းမရှိသလိုဘုံကြီးလည်းမရှိဘူးဗျာဒီနေရာမှာလေဘုံကြီးလည်းမနေနိုင်ဘူးဗျာနော်ဒီလိုပဲတောင်ပေါ်မှာတော့စီတီလာလောက်ထားပေးတယ်ဗျာနော်စီတီပေါ်ကမရောက်သေးဘူးဗျာနော်ကျွန်တော်တို့ကြောက်တုံးတွေကြမ်းမှာ လေကားကထတ်တက်ရသေးတယ်ဗျာဟုတ်မှာရှင်းလိုက်လေကားကအဲ့လိုမျိုးတက်တော့တာဗျာကျွန်တော်တို့တက်ရင်နဲ့ရှုကင်းတွေကိုကြည်ရင်နဲ့တက်တော့တော့ဗျာနော်တော်တော်လေးကိုမြင့်နေဗျာဒီတောင်ကကျွန်တော်လာတာညနေပိုင်းဖြစ်တော့မိုးကမရွာဘဲနဲ့နေရပူတော့လေတော်တော်လေးကိုခံရခဲ့တယ်ဗျာနော်ဝေးပြီးတော်တော်မောတယ်ဗျာဒီတောင်တက်ရတာမင်္ဂလာပါပါရောက်ရှိလို့လာပြီဗျနော်ကင်မရာနည်းနည်းမောင်းနေလားမသိဘူးနော်ဒါကြောက်ကဘာကြီးတွေဗျဇီဒီယာဟုတ်ပေါ်မှာရှိတယ်နော်ဇီဒီယာမရောက်သေးဘူးဗျခဏကြာမှကျွန်တော်မိတ်ဆွေတို့ဇီဒီတော့ပြတ်ပြေးမှဖြစ်ပါတယ်လီကလည်းတားတိုက်တယ်နော်ဒီပေါ်မှာ ဒီနေရာကတော့တော်တော်လေးကိုလည်းလို့ကောင်းတယ်ဗျာနော်ဒီပုံမှာရောက်လာပြန်တော့လဲလေခုနတက်လာတာနည်းနည်းမောတော့တယ်ဗျာနော်နည်းနည်းပင့်ပန်းတယ်ဗျာဒီလမ်းနဲ့လေဒါပေမဲ့ဒီပုံမှာရောက်လာပြန်တော့လဲ ိတ်ချမ်းသာတော့တယ်ဗျာနော်လေတွေတိုက်တော့လေအီချမ်းမှုတွေရတော့ပေါ့ဗျာနော်တော်တော်လေးကိုသိတ်ဆင်လန်းတာတယ်ဗျာဒီပုံမှာရောက်လာတော့မရောက်ဘူးသေးတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းလာလေကြီးပေါ့ဗျာနော်ဒီနေရာမှာဆိုရင်တပ်ပုံရိုက်လို့တော်တော်ကောင်းတဲ့နေရာဗျာနော်လာမယ်ဆိုရင်လေမနေ့ပိုင်းလာရင်ပို့ပြီးတော့ကောင်းမယ်ဗျာနော်ဘာဖြစ်လို့လဲဆိုတော့ညနေပိုင်းကျတော့လီနေထိုးတဲ့ခါကျတော့လေတပ်ပုံရိုက်လို့အဆင်မပြေဘူးဗျာနော်ကဲခုတော့တောင်ပေါ်မှာရောက်လာပြီပေါ့ဗျာနော်ဒါတရားတော့ဇေဒီပေါ်မှာရောက်ရှိလာတဲ့အနေထားလေးပေါ့ဗျာနော်အဲ့လိုမျိုးလေးတွေရှိပါတယ်ဗျာဒီတောင်ပေါ်မှာဆိုတော့မြေသားတော့မတွေ့ရတော့ဘူးဗျာနော်ကြောက်ခဲတွေ ပြီးလာမြေတွေပဲကြံတော့တယ်ဗျာနော်ကျွန်တော်တို့ဒီဖက်တက်လာမယ်ဆိုရင်ခလုံးလေးတွေလောက်ထားပေးတဲ့နေရာတွေရှိပါတယ်ဗျာနော်နေရာတော့တော်တော်လေးကိုကျေပါတယ်ဗျာနော်လေလို့တော့တော်တော်ကောင်းပါတယ်ဗျာဒီနေရာကတော့ကျွန်တော်တို့ဒီတောင်ပေါ်ရောက်လာပြီးဆိုရင်ဒီဖက်မှာဆိုရင်ဒီလမ်ပွန်ခရိုင်မှာကိုကွယ်ခဲ့တဲ့ဆရာတော်ကူဘာစဗီချာရှိမယ်ပြီးတော့ဇွေးဘုကုတ်ရှိတယ်ဗောဗျာနော်ဒီဖက်မှာဆိုရင်ထိုင်တော်မူမြတ်စွာဘုရားရှိတယ်ဗောဗျာနော်ကဲမင်္ဂလာပါဗျာအခုတော့ဇီဒီပေါ်မှာရောက်ရှိလို့လာပြီးဖြစ်ပါတယ်ဗျာနော် ဇီဒီပေါ်မှာရောက်လာပြီဆိုရင်ဒီလိုမျိုးမြင်ကွင်းကျကျ view မျိုးတွေကျွန်တော်တို့တွေ့မြင်ရမှာဖြစ်ပါတယ်ဗျာနော်ဇီဒီကတော့ကျွန်တော်ပြီးမှာရှိပါတယ်ဗျာကဲဇီဒီကတော့ဒီဖက်မှာရှိပါတယ်ဇီဒီတေးသေးလေးပေါ့ဗျာနော်ဇီဒီကတော့တိတ်မကြည့်ဘူးဗျာနော်နေရလည်းနည်းနည်းထိုးဗျာရော ဟိုဇီဒီပေါ်မှာဆို share ပဲเนาะဒီမှာကြည့်လိုက်ဟိုဒီနေ့ကတော့ကျွန်တော်ရဲ့ video file လေးကိုကျွန်တော်ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ရမှာဖြစ်ပါတယ်ဗျာเนาะလာချင်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းလာလည်ကြပါလို့ဖိတ်ခေါ်ချင်ပါတယ်ဗျာเนาะကျွန်တော်ပြန်ရမယ့်ခရီးလဲတော်တော်လေးကိုဝေးတာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာကနေအမြန်ဆုံးထွက်ခွာမှာဖြစ်မှာပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ဒီနေရာကကျွန်တော်လမ်းလျှောက်ပြီးတော့ပြန်ဆင်းရမှာဗျာเนาะတော်တော်လေးကိုဝေးတယ်ဗျာဒါကြောင့်မလို့ကျွန်တော်မူးမချုပ်ခင်မှာဒီနေရာကနေပြီးတော့အမြန်ဆုံးကျွန်တော်ဖြတ်သွားရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ video file လေးကတော့ဒီလောက်နဲ့ပဲကျွန်တော်အဆုံးသတ်လိုက်ရမှာဖြစ်ပါတယ်အားလုံးကိုမင်္ဂလာပါ